ကိုနဲ့မကတော့အမြဲတူတူရှင်ပြီးတွေ့လိုက်တာအမြဲကြည်နူးဖို့ကောင်းတယ်အဲလိုစိတ်ချမ်းမြေရအေးချမ်းချမ်းဖြစ်တဲ့အတွဲလေးပေါ့နော်ဟုတ်ခင်ရတယ်မပါဘူးသက်တည်ရိမ့်မိပါတယ်ဒီကိုဒီ సై ကယ်လေးတွေကလူတွေတော့မသိဘူးရိမ့်မိတာတော့ထင်တာတော့လောက်ပဲရှိရဆိုတော့ တော်တော်အမလည်းတော်ပြီးထက်တယ်မှာပါပါတယ်ဟုတ်ဒီလိုပွဲမျိုးတွေမှာအများကြီးရောက်တိုင်းရောက်တိုင်းမှာအင်တာဗျူးတွေမေးလို့ရှိရင်ကိုဟုတ်ဘယ်တော့စားမှာလဲဟုတ်စားခြင်းဟိုမှာငုတ်ကျွေးပါမယ်เนาะကောင်းတာရှိပါတယ်အခုနောက်မှနောက်မှမပေါအခုကျွေးလို့ရပါတယ် ုနဲ့မကတော့အမြဲတူတူရှင်ပြီးတွေ့လိုက်တာ အမြဲကြည်နူးဖို့ကောင်းတယ်အဲလိုစိတ်ချမ်းမြေ့ရအေးချမ်းချမ်းဖြစ်တဲ့အတွေ့လေးပေါ့နော်ဟုတ်ခံရတာမပါဘူးသက်တည်တယ်ရိပ်မိပါတယ်အမတော်တာပေါ့ခုနတည်းဖြေလိုက်တယ်လို့ပြောတာအမတော်တာ6နှစ်လောက်6နှစ်လား6နှစ်လောက်ရှိရ relationship လားနှစ်လောက်ကြာရ relationship ကိုလောက် keep လုပ်ထားနိုင်တာဆိုတာက အမျိုးသားဘက်ကယောက်ျားလေးဘက်ကမိန်းကလေးဘက်ကတော့တော်တော်လေးဟိုတော်တော် private နေနိုင်မှလေနော်တုံတုံလောက်နှစ်ကြာရတော့တိကြမှာဒီကို့ဒီ cycle လေးတွေကလူတွေတော့မသိဘူးရိမ့်မိတာတော့ထင်တာတော့လောက်ပဲရှိရဆိုတော့တော်တော်အမလည်းတော်ပြီးထက်တယ်တည်းမှာပါပါတယ်။အော်တွဲပြီးမင်္ဂလာမောင်နှံကိုတွေ့လိုက်ရရင်ဒါမင်္ဂလာဖြစ်တာပဲလေနော်ဒီလူပွဲလေးမှာကိုကလည်းဟိုဟိုလေးစဲစားစားနဲ့တက်ရောက်ခွင့်ရတဲ့အတွက်လည်းဟုတ်ပျော်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာအများကြီးရောက်တိုင်းရောက်တိုင်းမှာအင်တာဗျူးတွေမေးလို့ရှိရင်ကိုဟုတ်ဘယ်တော့စားရမှာလဲဟုတ်စားခြင်းဟိုမှာငုတ်ကျွေးပါမယ်နော်ကောင်းတာရှိပါတယ်အခုနောက်မှနောက်မှမပေါအခုကျွေးလို့ရပါတယ်အရင်တော့ထွေတူးမရှိဘူးအဲ့လိုနားထောင်ရတဲ့လူတွေဒါလေးဟို နားတွေဥတွေမှာကို့အတွက်ကတော့ဒီစိမ့်အဖြေပါပဲအဖြေစိမ့် answer ပဲအတူတူပါပဲဟုတ်တယ်။တဲကတော့ကန်တီးယားနဲ့ဆိုင်တယ်လို့လက်ခံထားပါတယ်။ဟိုဟိုငယ်လို့အိမ်တော်ကြမှာငယ်တုန်းကြတာကောင်းတယ်ကြီးမှကြတာကောင်းတယ်ဆိုတော့တဲကို့ right time မှာ right person နဲ့ရတွေ့ွားဖို့ပဲရေးကြည့်ရပါ။ဟုတ်ပါဘူးကန်တီးယားကန်ရှိလာတဲ့အချိန်တိုင်းသူ့ဟာသူအရာလုံးဖြစ်လာမှာပေါ့နော်။ကိုကဘာမှကြိုတင်ခံမှန်းစီမံတာလို့မရအောင်လေ။ကိုအရန်တွေးထားလို့အရန်မျှော်လင့်တာလို့မဖြစ်လာရင်ကိုခံစားရမှာဆိုတော့ ြစ်တဲ့ပုံစံပဲအခြေအနေပေါ်လိုက်ပြီးအေးပေါ်အဲ့လိုပဲလောက်ရမှာပေါ့နော်ဒီအခုဒီနှစ်ကုန်တာနဲ့တဲကိုင်းဒီသွားဟာတစ်လခွဲနှစ်လလောက်ကျန်တာလောက်ပြီးရတယ်တဲကိုင်းဖို့ရှိပါတယ်ဟုတ်အဲ့ဒါကြောင့်တော့ဘလို့စတိုက်မောင်းတင်ပြီးတော့လုတ်သွားဖို့နေရှိမလဲအဲ့ဒါကြောင့်ဟိုအခွင့်အရေးကန်တရားပြေးလာတဲ့အချိန်ပဲပေါ့နော်အဲ့တိုင်းပဲပါဟောအကိုနဲ့အမဒီအတွဲရတော့ဒါတကူတကပြောစရာမလို့ perfect ဖြစ်ပြီးသားအရင်လိုက်ဖတ်ပြီးသားအတွဲလေးဆိုတော့ အဲဒီထက်ပိုအောင်မြင်ပျော်ရွှင်တိုင်ရတဲ့အိမ်အောင်ရေးမျိုးဖြစ်ပြီးသားလေးတွေသမီးလေးတွေနဲ့ပျော်ရွှင်ရတဲ့အိမ်အောင်လေးဖြစ်ပါစေလို့ဆုတောင်းမိပါရှင်။ကျေးဇူးပါ။ကျေးဇူးပါ။